ဆာဗီယက်နမ်အင်တာနေရှင်နယ်စီးရီးတက်တောင်ပြိုင်ပွဲကိုဝင်ရောက်ရှေ့ပြိုင်ခဲ့ကြတဲ့ မြန်မာကျက်တော်အကစားသမားတွေထဲမှာတထားသူစားနဲ့ဟိန်းတို့နှစ်ဦးဟာကွာတာဆင့်တီတက်ရောက်နိုင်ခဲ့ကြပါတယ်။ VNA International နဲ့ Series ကျက်တော်ပြိုင်ပွဲကိုပြီးခဲ့တဲ့အော်တိုဘာလ28ရက်နေ့ကနေစပြီး VNA တောင်ပိုင်းမှာကျင်းပနေတာဖြစ်ပါတယ်။အဲဒီပြိုင်ပွဲကိုမြန်မာမျိုးသားကျက်တော်ကစားသမား၄ဦးအမျိုးသမီးကျက်တော်ကစားသမား၃ဦးပေါင်း9ဦးဝင်ရောက်ရှင်ပိုင်ခဲ့ကြတာဖြစ်ပါတယ်။ဝေပြိုင်ခဲ့တဲ့မြန်မာကျက်တော်ကစားသမား9ဦးထဲမှာတထားသူစားနဲ့ဟိန်းတို့နှစ်ဦးသာကွာတာဆင့်တီတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။တထားသူစားဟာအမျိုးသမီးတဦးချင်းပြိုင် င်ပွဲ32ဦးအဆင့်မှာ ထိုင်းကစားသမားကို21မှတ်15မှတ်22မှတ်20မိနစ်အနိုင်ရခဲ့ပါတယ်။တရားသူစာဟာ16ဦးအဆင့်မှာအင်ရှင်ဗီယက်နမ်ကစားသမားကို21မှတ်17မှတ်22မှတ်9မိနစ်အနိုင်ရပြီးကွာတာအဆင့်မှာတော့ထိုင်းကစားသမားကို17မှတ်21မှတ်22မှတ်18မှတ်19မှတ်21မှတ်တမှတ်2မှတ်ပွဲနဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်။ ဟိန်းတို့ဟာအမျိုးသားတဦးချင်း64ဦးအဆင့်မှာမလေးရှားကစားသမားကို22မှတ်18မှတ်22မှတ်14မှတ်နဲ့အနိုင်ရပြီး32ဦးအဆင့်မှာမလေးရှားကစားသမားကိုပဲ22မှတ်5မှတ် 27မှတ်18မှတ်နဲ့အနိုင်ရပြီး16ဦးအဆင့်ကိုတက်ရောက်ခဲ့ပါတယ်။ဟိန်းထုတ်ဟာ16ဦးအဆင့်မှာဖိလစ်ပိုင်ကစားသမားကို27မှတ်15မှတ်27မှတ်12မှတ်နဲ့အနိုင်ရခဲ့ပြီးကွာတာအဆင့်မှာတော့အေရှန်ဗီယက်နမ်ကစားသမားကို16မှတ်27မှတ်18မှတ်27မှတ်နဲ့ရှုံးနေကြတာဖြစ်ပါတယ်။မြန်မာလက်ရွေးစင်ကျက်တောင်ကစားသမားတွေဟာလာမယ့်2025စီးကိန်းပြိုင်ပွဲအတွက်ရည်ရွယ်ပြီးနိုင်ငံတကာပြိုင်ပွဲတွေကိုစက်တိုက်ဝင်ရောက်ရှိပိုင်နေလျက်ရှိနေပါတယ်။